မရိကန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေယူကရိန်းကိုထပ်မံရောက်ရှိလာပြီးဖြစ်ပါလိမ့်။အမေရိကန်ကအစ္စရေးမှာထားထားတဲ့ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုယူကရိန်းကိုရွှေ့ပြောင်းပေးဖို့လုပ်နေတယ်လို့တခြားအနောက်နိုင်ငံမဟာမိတ်တွေကလည်းဂျာမနီတောင်မို့ဂရိနိုင်ငံမှာနောက်ထပ်လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုပေးပို့နိုင်ဖို့ဆွေးနွေးနေတယ်လို့ The New York Times သတင်းကဖော်ပြပါတယ်။ရုရှားကျူးကျော်စစ်မှာယူကရိန်းကအမေရိကန်စီးရဲကူညီရရှိမှုနောက်ဆုံးသတင်းဖြစ်ပါတယ်။ ဒါဟာထရန့်လက်ထက်မှာရှက်ရှက်ပါပါအမေရိကန်ကယူကရိန်းကိုပထမဆုံးကုတယ်ကိုညီလို့တော့ပြောလို့ရပါလိမ့်။အစ္စရေးမှာရှိတဲ့ Patriot လေကြောင်းရံကာကွယ်စနစ်ကိုပြန်လည်မွမ်းမံပြင်ဆင်ပြီးနောက်ယူကရိန်းကိုပေးပို့မှာလို့အမေရိကန်ဆိုရတာဝန်ရှိသူ၄ဦးကလည်းပြောပါလိမ့်။ယူကရိန်းကိုအဲ့ဒီလက်နက်တွေပေးဖို့တမလားထရန့်ဆုံးဖြတ်တဲ့အကြောင်းကိုပြောဖို့တော့မပြောပါဘူး။ ယူကရိန်းစစ်ပွဲပြီးဆုံးဖို့နဲ့တပ်ဖြတ်တာတွေရပ်တန့်ဖို့သမ္မတကရှင်းရှင်းလင်းလင်းပြောပြပါပြီလို့အင်ဖြူတော်မျိုးသားလုံးကျွေးကောင်စီမှပြောရေးဆိုခွင့်ရှိသူဂျင်းဟီးစ်ဝစ်ကပြောပါတယ်ယူကရိန်းကိုပြေးဖို့မယ်လေကြောင်းရန်ကာကွယ်ရေးစနစ်ပမာဏနဲ့အသေးစိတ်ချက်လက်တွေထောက်ပြခြင်းမရှိပါဘူးအဲ့ဒီကာကွယ်စနစ်တွေပြေးဖို့ရတဲ့သမ္မတဟောက်ပိုင်နဲ့ဆွေရနဲ့အစ်ဇွေတို့ကြားရွေးကောက်ပွဲမတမ်းမီစတင်ပါလာကလေးကသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်ဒါမဲ့သမ္မတထွက်လက်ထက်မှာအဲ့ဒီလိုမျိုးပြေးဖို့မှုကိုခဏဆိုင်ငံ့ခဲ့ပါတယ် ရန်ကန်ကာဝေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာတော့အရင်ခွင့်ပြုပြီးသားအစီအစဉ်များမှယူကရိန်းကိုစစ်လက်လက်ပစ္စည်းတွေဆက်လက်ပေးနေတယ်လို့သာဖော်ပြထားပါတယ်။အခုလိုလေကြောင်းရန်ကာကွယ်ရေးစနစ်တွေပေးမဲ့အစီအစဉ်ကိုရုရှားကယူကရိန်းကိုတိုက်ခိုက်မှုများတိုးမြှင့်လှုပ်ဆောင်ချိန်မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အပီလာ24ရက်နေ့ကယူကရိန်းရဲ့ကီယက်မြို့တော်ကိုရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုဟာအသေးပြောက်အများဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ကယူကရိန်းရဲ့မဟာမိတ်တွေကိုသမ္မတဇလန်စကီရဲ့ Patriot စနစ်ခုနှစ်ခုပေးဖို့တောင်းဆိုခဲ့ပေမဲ့အကြောင်းပြန်နိုင်ခြင်းမရှိပါဘူးအခုကယူကရိန်းမှာ Patriot ဒုံးစနစ်၈ခုရှိပေမဲ့နှစ်ခုကိုပြန်လည်ပြုပြင်နေတဲ့အတွက်၆ခုကိုသာတုံးနိုင်ကြောင်း American အရာရှိတွေကပြောပါတယ် အစ္စရေးကတခုဂျာမနီသို့မဟုတ်ဂရိမာတခုတို့ကိုထပ်မံရရှိပါက ယူကရိန်းမှာပက်ထရီယော့စ်နဲ့စုစုပေါင်း10ခုရှိမှာဖြစ်ပြီးမြို့တော်ကီဖ်ကိုအဓိကကာကွယ်သွားနိုင်မှာဖြစ်ပါတယ်ပက်ထရီယော့လူကြောင်းရံကာကွယ်စနစ်မှာရေဒါကရန်သူဘက်မှလာတဲ့ဒုံးကြီးလေယာဉ်ပြင်တို့ကိုထောက်လန်းသိရှိနိုင်တဲ့အတွက်ရန်သူရဲ့ပြစ်ခတ်မှုပြစ်မှတ်ကိုမထိမှန်ခင် လမ်းမှာကြားဖြန့်ဟန်တာပြစ်ချနိုင်မှာဖြစ်ပါတယ် ။နလောစင်မှာတော့ယူကရိန်းနဲ့ရုရှားကြားထဲမှာ၃ရက်တာအပြစ်ခတ်ရစေဖို့ရုရှားဘက်ကပြောပေမဲ့ရုရှားရဲ့အပြစ်ရကတိကိုမယုံကြည်ဘူးလို့တမ်လာဇလန်စကီကပြောပါလိမ့်။ဥရောပမှာဒုတိယကွာဆက်ဆုံးသက်တဲ့နှစ်ပတ်လည်နေ့ထိမ်းမှတ်တွင်၃ရက်တာအပြစ်ခတ်ရစေကြောင်းရုရှားတမ်လာပူတင်ကမိန့်ထုတ်ထားပြီးဒါဟာရေရှည်အပြစ်ရဖို့အတွက်ယူကရိန်းရဲ့အသင့်ရှိမှုကိုစမ်းသပ်ရာဖြစ်မယ်ဆိုပါလိမ့်။ယူကရိန်းဘက်ကတော့၃ရက်တာမဟုတ်ဘဲနဲ့တလလောက်တောင်းဆိုနေတာဖြစ်ပါတယ်။ဒီလိုစိန်ခေါ်ပြောဆိုတာမျိုးကပထမဆုံးချိန်လည်းမဟုတ်ဘူးဗျ အပြစ်ရမယ်ဆိုပြီးရုရှားကပထမဆုံးကတိပေးတာလည်းမဟုတ်ဘူးအရင်ကတည်းကအဲ့ဒီလိုမျိုးပဲကတိပေးတယ်ပြီးတော့ပြန်ပစ်ကြတာပဲလို့ဇလန်စကီကပြောပါတယ်ကျွန်တော်တို့ဘသူတွေနဲ့အပေးယူလုပ်နေရတယ်ဆိုတာကျွန်တော်တို့သိတယ်သူတို့ကိုကျွန်တော်တို့မယုံဘူးလို့ဇလန်စကီကဆိုပါတယ်ဒီနေ့မှရောဂျန်တဲ့နေ့ဒီမှရောသူတို့ကတစိမ့်တစ်ပိုင်းပြည့်ရတာမျိုးလိုချင်တဲ့အကြောင်းပြောနေတာပဲဒါပေမဲ့ ဥမာအနေနဲ့ပဲပြောမယ်ဗျာဒီနေ့ဒီရက်မှာပဲတိုက်ခိုက်တာတွေဟာမကြာသေးတဲ့လတွေပဲအမြင့်ဆုံးဖြစ်နေတာကိုအားလုံးသိပါတယ်လို့ဇလန်စကီကပြောပါလိမ့်ရုရှားဟာတနင်္ဂနွေနေ့ကတိုက်ခိုက်မှုပေါင်း200ကျော်လောက်လုပ်ခဲ့ကြောင်းသိရပါတယ်ဒါကြောင့်သူတို့ပေါ်ကျွန်တော်တို့မယုံကြည်ဘူးလို့ဇလန်စကီကပြောပါလိမ့်လက်ရှိလုံခြုံရေးစိုးရိမ်ပူပန်မှုကြောင့်ယူကရိန်းမှာအမေရိကန်ထုတ် F-16 တိုက်လေယာဉ်များမောင်းနှင်မဲ့လေယာဉ်မှုတွေကိုလည်းလေ့ကျင့်သင်တန်းပေးမဲ့အကြောင်းထုတ်လွှင့်ရေးအတွက်ဆွေးနွေးခဲ့တဲ့ဆိုပါတယ် ဒါပြင်ချက်စစ်ပဆိုင်ရဲ့ကုမ္ပဏီတွေနဲ့တနင်္လာနေ့မှာတွေ့ဆုံမှာဖြစ်တယ်လို့လည်းဇလန်စကီကဆိုပါတယ်။နေတိုးဘူတူကြီးဟောင်းဖြစ်တဲ့ဘူတူကြီးပါပဲကပူတင်ဟောင်းဆုံးဖြတ်ချက်တစ်ချက်ထဲနဲ့စစ်ပွဲကိုအဆုံးသတ်နိုင်သူပါ။ဒါပေမဲ့အဲ့ဒီလိုဆန္ဒမျိုးသူ့မှာမရှိပုံရတယ်လို့ဆိုပါတယ်။ဥရောပသမဂ္ဂနဲ့နေတိုးဖွဲ့ဝင် ဖြစ်တဲ့ချက်သမားနိုင်ငံဟာ2020ဖေဖော်ဝါရီကရုရှားကျူးကျော်ချိန်မှစတင်က ယူကရိန်းအားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအဓိက ထောက်ပံ့ပေးတဲ့နိုင်ငံထဲမှာပါဝင်ပါတယ်။ နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။သမ္မတတတိယသက်တမ်းအတွက်စင်းတော်မစင်စားထားကြောင်းဒေါ်နယ်ထရန့်ကဆိုပါတယ်။အမေရိကန်သမ္မတထရန့်ကသူ့အနေနဲ့သမ္မတတတိယသက်တမ်းအတွက်ရှင်ပြန်မှုစဉ်းစားနေတယ်ဆိုတဲ့ဆွဆွဲချက်တွေကိုညှင်းဆိုလိုက်ပါတယ်။အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရသမ္မတသက်တမ်းနှစ်ခုသာလုံဆောင်နိုင်တာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ22ကြိမ်မြောက်ပြင်ဆင်ချက်မှာမြည်သူတူတယောက်မျှသမရရာတို့အတွက်2ကြိမ်ထပ်ပို့ပြီးရွေးကောက်တင်မြောက်ခံရမှာမဟုတ်ဘူးလို့ဖော်ပြထားပါတယ် ဖွဲ့စည်းပုံကိုပြင်မယ်ဆိုရင်စီးနှိမ်နဲ့အောက်လွှတ်တော်နှစ်ရက်လုံးရဲ့သုံးပုံနှစ်ပုံထောက်ခံမှုလိုအပ်ပြီးတော့ပြည်နယ်အစိုးရရဲ့လေးပုံသုံးပုံအတည်ပြုမှုလိုအပ်ပါတယ်။ကျွန်တော်ရှစ်နှစ်တမရဖြစ်မယ်၊နှစ်နှစ်တန်တမရဖြစ်မယ်။ဒါအရေးကြီးတယ်လို့ကျွန်တော်အမြဲတမ်းစဉ်းစားနေကြောင်း Trend ကအင်တာဗျူးတစ်ခုမှာပြောပါတယ်။လေးနှစ်ကတကယ်ကိုထူးခြားတဲ့အရာကိုလှုပ်ဆောင်ဖို့လုံလောက်တဲ့ချိန်လို့သူကထပ်လောင်းပြောပါတယ်။အရင်တုန်းကတော့ Trend ဟာတတိယဒါမှမဟုတ်စထုတ်ထတဲ့တန်အထိတမရဖြစ်လို့တယ်လို့အတီပေါက်ပြောခဲ့တာပါ။ နောက်ပိုင်းမှာဒီလိုပြောတာဟာသတင်းမှားတွေဖြစ်ပြီးမီဒီယာတွေကိုလှည့်စားဖို့ရည်ရွယ်ခဲ့တာလို့ပြန်ဆိုပြန်ပါတယ်။ Trump ရဲ့ company ဖြစ်တဲ့ The Trump Organization ကလည်း Trump 2028ဆိုတဲ့အုတ်ထုတ်တွေကိုရောင်းချခဲ့တာကြောင့်ဒါဟာတတိယတက်တန်းအတွက်ကြိုးပမ်းချက်ဆိုပြီးတော့ထင်ကြေးပြီးပြောဆိုနေကြတာဖြစ်ပါတယ်။ Florida နေမှာတော့သူကလူများကတော့ကျွန်တော်လှုပ်ဆင်ကြတာပဲလို့ပြောပါတယ်။ဒါဟာကျွန်တော်သိသလောက်တော့ခွင့်ပြုမထားတဲ့အရာပါ။ဖွဲ့စည်းပုံအခြေခံဥပဒေအရအခွင့်ပြုမထားတာလား။ တခြားအကြောင်းကြောင့်လားဆိုတော့ကျွန်တော်မသိဘူးလို့ထရန်ကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အစ္စရေးရဲ့လေဆိပ်တွေကိုတိုက်ခိုက်တော့မယ်လို့အခုဒီဖွဲ့ကကြိုတင်ကြေညာလိုက်ပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးရဲ့စစ်စင်ရေးတိုးချဲ့မှုကို တုံ့ပြန်တဲ့အနေနဲ့အစ္စရေးလေဆိပ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ပြီးလေကြောင်းကနေကြက်ကြက်ပြန့်ပြန့်ပိတ်ဆို့မှုတွေလုပ်မယ်လို့ရီမင်ခြေဆိုင်ဟူဒီလက်နက်ကင်ဖွဲ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ ။အစ္စရေးနိုင်ငံဘင်ဂူရီယန်လေဆိပ်နီမနေ့ကဒုံးကျည်နယ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဟူသီဖွဲ့ကအခိုင်အမာဆိုထားပြီးဝန်ကြီးချုပ်နေတန်ညာဟူကတော့ဟူသီတွေကိုလက်တုံ့ပြန်သွားမယ်လို့ကတိပြုထားပါတယ်။ဒီတိုက်ခိုက်မှုတွင်လူ၄ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ဟူဒီဘွေအပီဂရနစ်ကလည်းမြို့တော်တဲလီဘစ်ကိုဒရုန်းတွေနဲ့တိုက်ခိုက်ပေမဲ့အစ္စရေးလေကြောင်းရဲ့ကာကွယ်စနစ်ကကြားဖြတ်ဟန်တာခဲ့ပါတယ်။လက်ရှိတိုက်ခိုက်မှုဟာအစ္စရေးကိုလေဆိပ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တော့မယ်ဆိုတဲ့သတိပေးချက်ပဲလို့ဟူဒီကပြောပါတယ်။ ဟူဒီရဲ့လှုပ်ဆောင်မဲ့စီစဉ်တဲ့ပတ်သက်ပြီးအပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအသင်းကမ္ဘာလေကြောင်းလိုင်းများဖွင့်တဲ့ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းလိုင်းပို့ဆောင်ရေးဖွင့်တဲ့ကိုတော်မှာအီးမေးပို့ခဲ့တယ်ဆိုပါတယ်ဒီကြေညာချက်ကိုလေးနဲ့ထားဖို့နိုင်ငံတကာလေကြောင်းလိုင်းအလုံးကိုဟူဒီဖွဲ့ကပြောထားပြီးလေကြောင်းလိုင်းနဲ့ခီးတဲ့ပေကင်းရေးအတွက်အစ္စရေးလေစိတ်တွေကိုပြန်တန်းလာရက်ဖို့လည်းတတိပေးထားပါတယ်ဒီတော်တွင်မှာအစ္စရေးဟာဂါဇာကမ်းမြောက်ဒေသမှာစစ်စင်ရေးတွေတိုးချဲ့ဖို့အစ္စရေးဆိုရောက်ဖွဲ့ကအတည်ပြုခဲ့ပြီး တစားကနေပြန်လှုပ်ပေးဖိအားပေးနေပါတယ်လက်ရှိမှာတော့ဂါဇာမှာကူညီတွေဝင်ရောက်တာကိုအစ္စရေးကပိတ်ဆို့ထားတာဟာနှစ်လကြာမြင့်လာပြီဂါဇာမှာအငတ်ဘေးဆိုင်လူနီပါဖြစ်နေပြီလို့ကုလသမဂ္ဂကသတိပေးထားပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်အိန္ဒိယနဲ့ပါကစ္စတန်ပြည်ပခါဟာပို့ပြီးတော့အန္တရာယ်များလာတယ်ဆိုပါတယ်နျူကလ িয়ার လက်နက်ကိုစီပိုင်နဲ့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ2019တုန်းကထိုက်တိုက်တွေ့ပြီးကြတဲ့ကသူတို့စီရေးဆွေးနွေးတွေကိုတည်တည်မြင့်တင်ခဲ့တာပါ ဒါကြောင့်အကန့်သက်ထားတဲ့ပြိပခတိမှာတော့တင်းမာလာနိုင်တဲ့စစ်တဲ့အရာရှိဟောင်းတွေနဲ့စီးရေးကျွမ်းကျင်သူတွေကတတိပေးထားပါတယ်ပြီးခဲ့တဲ့လကအိန္ဒိယအုပ်ချုပ်တဲ့ကက်စနီးယားဒေသဘတ်ချန်ရှိပါဟကန်မြို့မှာ ခရီးသွား26ဦးသေဆုံးခဲ့တဲ့တိုက်ခိုက်မှုတွင်အိန္ဒိယကအစ္စလာမ်ပါကစ္စတန်ကိုအပြစ်တင်ပြီးနောက်အိန္ဒိယဟာမိမိတို့နိုင်ငံတွေကိုစီးရေးအရာကျူးကျော်ဖို့စီစဉ်နေတာလို့ပါကစ္စတန်ဘက်ကပြန်ပြောပါတယ်ဒီတိုက်ခိုက်မှုတွေကကြောထောင်းနောက်ခံပြည်သူတွေကိုစိတ်ကူးထားတာထက်တော့မှကြော်လွန်ပြီးအပြစ်ပေးမယ်လို့မိုဒီကသတိပြုပါတယ် လက်ရှိကာလမှာပါကစ္စတန်ဆိုရကတော့အဲ့ဒီတိုက်ခိုက်မှုမှာမိမိတို့လုံးဝပါဝင်ခြင်းမရှိဘူးလို့ညင်းထားပေမဲ့ပြစ်မှတ်ထားခံရရင်တော့ပြန်တုံ့ပြန်မှာပဲလို့တတိပေးထားပါတယ်2019တုန်းကကက်စမီယာမှာအိန္ဒိယစစ်မှုထမ်းတွေလိုက်ပါလာတဲ့ရင်တန်းဖောက်ခွဲခံရပြီးနောက်အိန္ဒိယကပါကစ္စတန်နိုင်ငံထဲကိုလေကြောင်းကနေတိုက်ခတ်ခဲ့ပြီးတော့လက်နက်ကင်ဖွဲ့တွေရဲ့စခန်းတွေကိုဖျက်ဆီးခဲ့ပါတယ်အဲ့ဒီတော့ကပါကစ္စတန်ဂျက်လေယာဉ်တွေကလည်းလက်တုံ့ပြန်တဲ့အနေနဲ့ပြန်လည်လေကြောင်းတိုက်ခတ်မှုတွေလုပ်ခဲ့ပါတယ် ပါကစ္စတန်နဲ့အိန္ဒိယတို့ဟာအသီးသီးလွတ်လည်ရပြီးနောက်1948 65 81ခုနှစ်တည်းမှာစစ်ပွဲ၃ကြိမ်ဖြစ်ခဲ့သလိုအကြိမ်ပေါင်းများစွာထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပါလေအဓိကတိုက်ပွဲများစွာကက်စမီးယားမှာပါ1990ပြည့်လွန်နှစ်တည်းမှာနှစ်နိုင်ငံလုံးကနျူကလ িয়ার လက်နက်တွေလက်ခံရရှိခဲ့တာကြောင့်ကက်စမီးယားဟာကမ္ဘာပေါ်မှာအန္တရာယ်အရှိဆုံးဒေသတွေထဲမှာတစ်ခုဖြစ်သတ်မှတ်ခံထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် အခွန်စည်းကျမှုတွေကြောင့်တရုတ်ရဲ့ AB ပို့ကုန်အမှားစာတွေကြာဆင်းသွားတယ်လို့သိရပါတယ်။ American နဲ့ကုန်သွယ်ရေးစစ်ပွဲဟာတရုတ်စီးပွားရေးပေါ်လဲသီးသီးသာသက်ရောက်မှုရှိကြောင်းစတင်မြင်တွေ့နေရပြီဖြစ်ပြီးပြင်းထန်လွန်တဲ့ American ခွန်စည်းကျမှုကနိုင်ငံတွင်းပို့ကုန်အမှားစာတွေနဲ့စက်ရုံထုတ်လုပ်မှုပေါ်ထိခိုက်နေပါတယ်။အကောက်ခွန်များမြင့်တက်မှုကြောင့်တရုတ်နိုင်ငံရဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကြာဆင်းလာပြီးအထူးသဖြင့် AB လမှာပို့ကုန်အမှားစာတွေပေါ်တက်ရောက်မှုရှိလာပါတယ်။တရုတ်နိုင်ငံရဲ့မြို့သားစီးရင်ပြည်မှာ AB 30မှာထုတ်ပြန်တဲ့စစ်တမ်းအရာ ပို့ကောအမှားစာအသစ်ရရှိမှုတိုင်းတာဟာ2022 COVID-19 ကပ်ရောဂါကာလအလောအနေဆုံးအဆင့်ကျဆင်းသွားပါတယ်။ဒါအပြင်တရုတ်ရဲ့အလုံးစုံကွန်ထရိုးလုပ်မှုဟာတစ်နှစ်ကျော်အတွင်းအနေဆုံးဖြစ်လာပါတယ်။နိုင်ငံဝယ်ယူမှုညွှန်ကဲ PMI ကလည်း46ထိကျဆင်းသွားပါတယ်။ဒါဟာ2022ဒီဇင်ဘာလနောက်ပိုင်းအနေဆုံးဖြစ်ပါတယ်။ပို့ကောအမှားစာသစ်တွေပေါ်မှာလည်းထိခတ်ခဲ့ပြီးအဲ့ဒီအချိန်ကလေးကအနေဆုံးအဆင့်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ PMI တိတိတသာကျဆင်းမှုဟာဈေးကွက်ပေါ်စီးပွားရေးလုပ်ငန်းရှင်ရဲ့ယင်းနှိမ့်နှုတ်တဲ့သူတွေရဲ့တန်တရားကြောင့်လည်းဖြစ်ကြောင်း ဘန်နာရဲ့ကပ်နေကပ်တဲ့အကမနောင်းမမလေးလာတုံးသက်ပါတယ်ဒါအပြင်ပြင်ပဝယ်လို့အားကြာဆင်းလာတာနဲ့အမျှတရုတ်စီးပွားရေးဟာဖိအားတွေအောက်ရောက်လာတယ်လို့ဆိုပါတယ်အစိုးရကဗန်နာရေးပိုင်းမှာထောက်ပံ့မှုတွေတိုးမြင့်နေပေမဲ့ဒါကအပြည့်အဝမကူစားနိုင်ပါဘူးစီးပွားရေးကိုဒီနှစ်မှာ3.5ခိုင်လောက်သာတိုးဖို့မျှော်လင့်ထားပါတယ်လို့စီးပွားရေးပညာရှင်တွေကပြောပါတယ်ဒီလိုစီးပွားရေးတင်မမှုကကူစားရေးအစီအမံတွေတိုးမြင့်လောက်ဆောင်ဖို့နဲ့အမေရိကန်နဲ့ညှိနှိုင်းဖို့တရုတ်ပေါ်ဖိအားတွေတိုးလာစေပေမဲ့ တရုတ်ဆိုရဟာအလျှော့မပေးတဲ့ယက်တီချက်ကိုဆက်လက်ကင်ဆယ်ထားပါတယ်။အဲ့ဒီတိုးတက်မှုဖြစ်စဉ်တွေဟာတရုတ်သွင်းကုန်တွေပေါ်သမ္မတထမ်းချမှတ်တဲ့အပြင်းထန်တဲ့ခွန်စည်းချက်မှုရဲ့အကျိုးသက်ရောက်မှုကိုမီးမောင်းထိုးနေပါတယ်။စည်းချက်ခွန်ကတရုတ်နိုင်ငံရဲ့စီးပွားရေးဗဟိုချက်ကိုစတင်တက်ရောက်နေပြီဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်တဲ့အခြေအနေကသမ္မတထမ်းနဲ့ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုရရှိအောင်လုပ်ဖို့တရုတ်ကောင်ဆောင်ရှီကျင်းဖြစ်ပေါ်ဖိအားတွေထပ်တိုးစေပါတယ်။ဒါပေမဲ့တရုတ်ကအမေရိကန်ဟာမိမိပေါ်အနိုင်ကျင့်နေတယ်လို့ရှုမြင်ထားပြီးလက်ရှိချိန်မှာလိုက်ရောအလျှော့ပေးခြင်းလည်းမရှိပါဘူး။ ပုဂ္ဂိုလ်အမှားစာအညွှန်းကိန်းကလည်းတိတိတသာကြာဆင်းလာပြီးအပိလမှာ44.8%တာရှိက2022ဒီဇင်ဘာနောက်ပိုင်းအနည်းဆုံးဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ American ကြီးတဲ့ရဲ့ဂုံပြူချစ်တပွဲကျင်းပဖို့စီစဉ်ထားတာဟာ Trump ရဲ့မူနေနဲ့တိုက်ဆိုင်နေတယ်လို့ဆိုပါတယ်။ American ကြီးတဲ့ထူထောင်မှုနှစ်ပေါင်း250ပြည့်ဂုံပြူချစ်တပွဲခံတာကိုဇွန်လ14ရက်နေ့ကြာရင် Washington DC မြို့တော်မှာကျင်းပမယ်လို့အင်ဖြူတော်ကထုတ်ပြန်ပါတယ်။ ခရစ်ချင်တော်အဲ့ဒီနေ့ဟာသမ္မတထရဲ့89နှစ်ပြည့်မူနေနဲ့တိုက်ဆိုင်နေပါတယ်။အဲ့ဒီနေ့မှာဝါရှင်တန်ဒီစီမြို့သားခမ်းမဆောင်မှာတနေကုန်ပျော်ပွဲရှင်ပွဲတွေကျင်းပမှာဖြစ်တယ်လို့ကြီးတက်ပြောရေးဆိုခွင့်ရအရာရှိတွေကပြောပါတယ်။ခြေတပွဲမှာစစ်သည်6600ရေမျိုးစုံ150နဲ့လရင်စီး90လောက်ပါမှာပါ။ထရန့်ဟောင်းသူရဲ့ပထမအကြိမ်သမ္မတသက်တမ်းကလေးကအမေရိကန်မှာစီးရေးပြခြေတပွဲတစ်ခုနှစ်ဆင့်ကျင်းပဖို့ဆိုတဲ့စိတ်ကူးကိုအကောင့်ထဲပေါ်ဖို့စူးစမ်းပူပေမဲ့ တချိန်ကိုဒေါ်လာ390လောက်အကုန်ကျနိုင်တယ်ဆိုတာကိုသိသွားချိန်မှာ live shop ပခဲ့ပါတယ်မေလ2ရက်နေ့မှာတော့ trunk ကနှစ်စဉ် November 17ရက်နေ့မှာအကြောင်းလဲစစ်မှုထမ်းဟောင်းများနေ့ကိုလည်းပထမကဘာစစ်အောင်ပွဲနေ့ဖြစ်နာမည်ပြောင်းလဲဖို့စီစဉ်နေကြောင်းကြေညာပါတယ်ကဘာစစ်ကြီးတစ်ခုမှာအောင်ပွဲခံနိုင်အောင်စူးစမ်းခဲ့တယ်ပေးဆက်ခဲ့တဲ့စစ်မှုထမ်းဟောင်းတွေကိုဂုံပြုတဲ့အနေနဲ့ နိုဝင်ဘာ17ရက်နေ့ကိုပထမကမ္ဘာစစ်အောင်ပွဲနေ့၊မေလ10ရက်နေ့ကိုဒုတိယကမ္ဘာစစ်အောင်ပွဲနေ့လို့ပြောင်းလဲသတ်မှတ်ခေါ်ဝေါ်စီဖို့ရည်ရွယ်ထားကြောင်းထရန့်ကပြောပါတယ်။ထရန့်ဟာ2019ကပါရီမှာပြင်သစ်ရဲ့စီးရေးပြချီတပွဲခန်းနာကိုတက်ရောက်ခဲ့တဲ့နောက်အမေရိကန်မှာလည်းအဲ့ဒီလိုချီတပွဲမျိုးရှိတဲ့ကြောင်းပြောပါတယ်။သူရဲ့ပထမဆုံးရည်ရွယ်ချက်က2018ခုနှစ်စစ်မှုထမ်းဟောင်းများနေ့မှာစီးရေးပြချီတပွဲကျင်းပစေဖို့ဖြစ်ခဲ့ပေမဲ့ကုန်ကြစည်ကြောင့်လက်လျှော့ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ နိုင်ငံလုံခြုံရေးကိုအပြည့်အဝကာကွယ်ပေးမယ်လို့တောင်ကိုရီးယားယာယီသမ္မတကကြေညာပါတယ်။တောင်ကိုရီးယားယာယီသမ္မတအီဂျူဟိုဟာအရေးပေါ်အမျိုးသားလုံခြုံရေးကောင်စီ NSC စီဝေးကျင်းပခဲ့ပြီးအမျိုးသားလုံခြုံရေးကိုကာကွယ်သွားမယ်လို့ကြေညာပါတယ်။အဲ့ဒီအရေးပေါ်လုံခြုံရေးစီဝေးမှာယာယီသမ္မတအီဂျူဟိုကမြောက်ကိုရီးယားဘက်ကလှုပ်လာနိုင်တဲ့တိုက်ခိုက်မှုအလုံးအတွက်ပြင်ဆင်မှုမှာဘလို့အားလက်ချက်မှမရှိသင့်ဘူးလို့ပြောတော့ပါလိမ့်။တိုင်ငင်းသမန်ကင်းအမျိုးသားလုံခြုံရေးကာကွယ်ရေးစီးပွားရေးလုံခြုံမှု စားတဲ့ဘေကန်နားမှာမှာကွာဟာဂျက် လုံးဝမရှိစေနဲ့လို့ဆိုပါတယ်။ကညာရေးဝန်ကြီးအီဂျိုဟာအာရှတရဲ့စထုထအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့တောင်ကိုရီးယားမှာတတိယမြောက်ယာယီကောင်းဆောင်ဖြစ်တာဝန်ယူလိုက်တာဖြစ်ပြီးမနစ်ကဆေးဟုတ်ချုပ်ရေးမိတ်ဂျင်ညာချက်ကြောင့်ဖြုတ်ကြခံရတဲ့သမရရောင်စက်ယူနဲ့အမေရိကန်စီးချက်ခွန်တဲ့ကြောင့်နိုင်ငံရေးစီးပွားရေးမတည်မငြိမ်ဖြစ်နေတဲ့ကာလမှာတိုင်းပြည်ကိုထိန်းချုပ်ဖို့တောင်းယူလိုက်ရတာပဲဖြစ်ပါတယ်။ ယာယီသမရတော်ဝင်ထမ်းဆောင်ခဲ့တဲ့ဝန်ကြီးချုပ်ဟန်ဒက်ဆိုဟာမကြခင်မှာကျင်းပတော့မယ်သမရရွေးကောက်ပွဲမှာဝင်ရောက်ရှင်မြတ်ဖို့မျှော်မှန်းထားပါတယ်။သူဟာယာရုကနေလည်းနှုတ်ထွက်သွားပြီဖြစ်ပါတယ်။နိုင်ငံကောင်းဆောင်သည့်ရွေးချယ်မဲ့ဇွန်3ရက်နေ့ရွေးကောက်ပွဲမှာကျင်းပခင်မှာဥပဒေအရယာယီသမရယာရုကိုဗန်နိုင်ဝန်ကြီးချွိုင်ဆန်မော့ကတောင်းယူထားမှာဖြစ်ပေမဲ့လည်းဗန်နိုင်ဝန်ကြီးချွိုင်ဆန်မော့ဟာကြာတာပရီနေ့ညတကောင်မနိုင်ခင်မှာပဲရုတ်တရက်အလုပ်ကနေထွက်သွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ။ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းတွေကိုအမေရိကန်ဘက်ကချိုးဖောက်နေတယ်လို့တရုတ်ကပြစ်တင်ပြောလိုက်ပါတယ်။အင်္ဂါရီကပြောတဲ့စီးပွေးမှာအမေရိကန်ကပြောတဲ့ထုတ်လုပ်မှုပိုရှင်ခြင်းဆိုတဲ့အခြေမြင့်မရှိတဲ့ဆွဆွဲချက်ကိုတရုတ်ကိုယ်စားလှယ်တွေကတော့ညှင်းထားပါတယ်။တရုတ်ကိုယ်စားလှယ်တွေကထုတ်လုပ်မှုပိုရှင်တာကိုကဲဖြတ်ဖို့တကမ္ဘာလုံးလက်ခံတဲ့စံနှုန်းတွေနည်းလမ်းတွေမရှိဘူးလို့ဆိုပါတယ်။ထောက်ပံ့ရေးနဲ့ဝယ်လိုအမြင့်မြို့မှုမြောက်မှုဟာအမှန်ဖြစ်စဉ်လို့ဆိုပါတယ်။အမေရိကန်နဲ့တခြား WTO ဖွဲ့တွေရဲ့ယက်တီချက်က ရှေ့နောက်လုံးဝမငြိဘူးလို့တရုတ်ကဆွဆွဲပါတယ်။တရုတ်ဘက်ကထုတ်လုပ်မှုပိုရှင်တာနဲ့စိုးရိမ်စိမ်များပြားတာတွေကိုဖန်တီးနေတယ်ဆိုပါတယ်။ဒါဟာတရုတ်နိုင်ငံကိုဆွဆွဲဖို့နဲ့ကြော်တက်ဖို့ပဲဖြစ်ကြောင်းဆိုပါတယ်။ပြီးတော့သူတို့ရဲ့ပြည်တွင်းထုတ်ကုန်ကာကွယ်မှုကိုတစ်ဖက်သက်ညှိမြတယ်လို့ဆိုတဲ့အကြောင်းနဲ့တရုတ်ကိုယ်စားလှယ်တွေကပြောပါတယ်။ထို့သဖြင့်တရုတ်နိုင်ငံရဲ့ဈေးကွက်ပြန်ဆန်မှုဈေးကွက်ဝယ်စုကိုရှင်ပြန်ဖို့အမေရိကန်ဘက်ကစိုးရိမ်နေတာလို့ရိုက်တာသတင်းကဖော်ပြပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ ချီလီရဲ့ဖွဲ့က American FBI အကူအညီနဲ့နိုင်ငံတကာသခိုးခန်းကြီးကိုဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ချီလီရဲ့ဖွဲ့ဟာ FBI အကူအညီနဲ့ American ပြည်ထောင်စုမှလူရဲမှုတွေလုပ်နေတဲ့နိုင်ငံတကာသခိုးခန်းကိုနှိမ်နင်းခဲ့ကြအောင်ချီလီအာဏာပိုင်တွေကပြောပါတယ်။ Pennsylvania စစ်စင်ရေးလို့လိုဝက်နာမည်ပေးထားတဲ့အဲ့ဒီစီးနင်းမှုကို San Diego မှာရှိတဲ့ဒါဇင်နဲ့ရှိတဲ့နေအိမ်တွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီရောက်ကောက်ကိုပြစ်မှတ်ထားနှိမ်နင်းခဲ့ပြီးတော့လူ23ဦးကိုဖမ်းမိခဲ့ပါတယ်။ ပြီးတဲ့နောက်ဒေါ်လာ1.36တန်တမိုးရှိပစ္စည်းတွေနဲ့အင်ချမ်းမီတွေသိမ်းဆည်းရမိခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ American FBI နဲ့ Chile စုံစမ်းစစ်ဆေးရေးဘူရိုတို့ပူးပေါင်းဆောင်ရွက်ပြီးတော့ဒီကိစ္စကိုကြိုးပမ်းခဲ့တာပါလို့ Chile ဆိုရရှင်းနေချုပ်ကပြောပါတယ်။ဒီကအားဖြင့်သူတို့ဟာ American မှာရာဇဝမှုတွေကျူးလွန်ပြီးတော့ Chile မှာငွေကြေးခေါဝါချမှုတွေကိုလုံဆောင်ကြတာဆိုပါတယ်။သိမ်းကြသေးကဝါရှင်တန်မှာရှိတဲ့စားသောက်ဆိုင်တစ်ခုမှာ American ပြည်တွင်းလူကြုံရေးဝန်ကြီး Christine Noel ရဲ့ပတ်ဆိုင်ခိုးခံရမှုနဲ့ ကဘာကျော်ပေါ့စတာတေလာဆွေရဲ့ချစ်သူကန်ဆက်စီတီဘောလုံးတင်ကကစားသမား traffic ကစီပါဝင် professional ကစားသမားတွေရဲ့နေအိမ်ဒီဖောက်ခွင်းခိုးယူခံရမှုဇက်တိုက်ဖြစ်ခဲ့တာ ပါဝင်နေမကြီးဖောက်ခွင်းလူရဲမှုတွေမှာချီလီနိုင်ငံသားတွေဖမ်းခံရတာဖြစ်ပါတယ်ထိမ့်သိမ်းထားသူအများစုဟာချီလီနိုင်ငံမှာရာဇဝတ်ပြမှုမှတ်တမ်းမရှိပေမဲ့ချီလီမှာရှိတဲ့ပိုင်ဆိုင်မှုတွေကိုငွေကြေးခဝါချတဲ့ ပြည်ပမှာရာဇဝမှုနဲ့အသက်မွေးကြတဲ့နိုင်ငံတကာသခိုးတွေသာဖြစ်တယ်လို့ချီလီနိုင်ငံငွေကြေးနဲ့ပိုင်ဆိုင်မှုခွာချမှုဌာန PDN ရဲ့စစ်ဆေးရေးကြီးကကပြောပါရယ်။စုံစမ်းစစ်ဆေးမှုကိုမနစ်ကစတင်ခဲ့ပြီး FBI ကရရှိခဲ့တဲ့အချက်အလက်တွေနဲ့ဆောင်ရွက်ခဲ့တယ်လို့ဆိုပါရယ်။စီးနင်းရှောက်ဖွေမှုတွေမှတ်တမ်းတင်တပ်ပုံတွေ iPhone တွေစိန်ခန်းနာရီတွေမော်တော်ကားတွေပတ်စံအိတ်တွေဖိနှက်တွေနဲ့ပြည်နေတဲ့အန်စွဲတွေကိုလည်းပြသခဲ့တယ်လို့သိရပါရယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ တရုတ်ခီးသွားဧည့်သည်တွေလာရောက်မှုလဲပါလွန်တဲ့အတွက်တရုတ်ဦးတည်တဲ့ခီးသွားလုပ်ငန်းမူဝါဒတွေပြန်လည်ပြင်ဆင်ဖို့ထိုင်းကလိုအပ်လာပြီလို့ဆိုပါတယ်ကြားဖြန့်လူမောင်းခိုခံရမှုများစွာရှိသလိုထိုင်းနိုင်ငံတွင်အတန်းအန္တရာယ်တည်ဆုံမှုများနေမျိုးစုံဖြစ်ပွားခဲ့တဲ့အတွက်ထိုင်းနိုင်ငံရဲ့တရုတ်ဘူဟိုပြူပြည်ပခီးသွားလုပ်ငန်းတွေအထူးအကျက်တဲဆက်ရောက်နေတဲ့ကာလရောက်ရှိနေပြီဆိုပါတယ်။ဒါကြောင့်တရုတ်အာပြူမူဝါဒကိုပြန်လည်ပြင်ဆင်ရေးဆွဲဖို့ လိုအပ်နေပြီလို့ထန်ခီးသွန်းတဲ့အကစားဝန်ကြီးကပြောပါတယ်။ထိုင်းနိုင်ငံတွင်နိုင်ငံခြားငွေတွေလဲလဲစီးမှုရဲ့နောက်ဆုံးခံတက်ဟာတရုတ်နိုင်ငံသားခီးသွားတွေလာရောက်သုံးဆွဲကြခြင်းပဲဖြစ်ပါတယ်။2025နှစ်စမ်းမှာတော့မှတရုတ်ခီးသွားတွေထိုင်းကိုလာရောက်မှုဟာ18ရာခိုင်နှုန်းကျဆင်းသွားပြီးအရင်တနေ့ခီးတရုတ်ခီးသွားတောင်းနဲ့ချီလာနေကြနေထားမှာအခုခါတနေ့ကို9000တော့မပြည့်တော့တဲ့အတွက်ထိုင်းရဲ့ခီးသွားလုပ်ငန်းဟာစိုးရိမ်ရမယ့်အချက်အလက်ကိုရောက်သွားပြီလို့ဆိုပါတယ်။ 2025ပထမ3လတွင်မှာတရုတ်ခီးသွားတွေထိုင်းကိုဝင်ရောက်ခြင်းဟာ18ရာခိုင်နှုန်းကျဆင်းသွားခြင်းဖြစ်ပြီးတော့ဂျပန်နဲ့ BNN တို့ကတန်ဖိုးမြင့်အခွန်ကြေးတွေပြန်အန်းခြင်း duty free ဈေးဝယ်ခွင့်တွေနဲ့တရုတ်ခီးသွားကိုဆွဲဆောင်နိုင်တဲ့အတွက်ထိုင်းကိုတရုတ်တွေလာမှုအလွန်နည်းသွားပါတယ်။တရုတ်ဆွေရကိုနိုင်ငံက၎င်းနိုင်ငံသားတွေကိုပြည်ပခီးသွားခြင်းထက်ပြည်တွင်းမှာခီးသွားရင်တန်ဖိုးမြင့်အခွန်73ရာခိုင်နှုန်းအထိပြန်ပေးနေလို့ထိုင်းကိုတရုတ်ခီးသွားလာရောက်မှုကျဆင်းခဲ့တာဖြစ်ပါတယ်။ တရုတ်ထိုင်းတနမန်ဆက်ဆံရေး290ပြည့်ကာလဖြစ်ပေမဲ့ဂျပန်မှာအခွန်လေးပြန်ပေးခြင်းကြောင့်တရုတ်ခီးသွားမှုမြင့်တက်ခဲ့ပါတယ်။2019မလာကာထက်ဆိုင်ရင်219ရာခိုင်နှုန်းထိမြင့်တက်လာခြင်းထိုင်းမှာ2025 AB နဲ့စွန်လာအတွင်းပြည်ပခီးသွား8.3%တန်းလာမယ်လို့မျှော်မှန်းထားပြီးပထမနှစ်ဝက်တာကာလအတွင်းဝင်ငွေ862.4ဘီလီယံရရှိမယ်လို့မျှော်မှန်းပေမဲ့မျှော်လင့်ထားသလောက်ဖြစ်ဖို့တော့ခက်ခဲနေတာဖြစ်ပါတယ်။ တရုတ်ခီးသွမ်းများဝင်ရောက်လာမှုမှာအစာပေါင်းများစွာကြာဆင်းသွားလို့ဂျပန်နဲ့တရုတ်ဆိုရကျင်သုံးတဲ့အခွင့်ပြန်အမှုတွေ duty free ဝယ်ယူခွင့်တွေပေးခြင်းတွေလာရောက်လည်ပတ်စီကျင်စရာအဆောက်အပဝန်ခြင်းတွေတက်တာတဲ့ဟိုတယ်ဈေးနှုန်းအခင်းခြင်းတွေဖြစ်စေဖို့မူဝါဒမပြင်းရင်နေနာမှုများပြမယ်လို့ထိုင်းဟိုတယ်နဲ့အကစားဝန်ကြီးကတင်ပြသွားတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောခြင်းပါလဲ။နျူကလ িয়ার တပ်ပေါင်းဖို့20ထပ်ပုံများတဲ့လျှက်စစ်စွိုင်းကိုထုတ်ပေးနိုင်တဲ့ကမ္ဘာပထမဆုံးဆိုလာစူပါပန်နယ်ကိုဂျပန်ကတည်ထွင်ပါတယ်။ ဂျပန်နိုင်ငံကကမ္ဘာပထမဆုံးဆိုလာစူပါပန်နယ်ကိုတည်ထွင်လိုက်ပြီးနျူကလ িয়ার တပ်ပေါင်းဖို့20ထက်တောင်မှပိုများတဲ့လျှက်စစ်စွမ်းအင်ကိုထုတ်လုပ်ပေးနိုင်ပြီဆိုပါတယ်။အဲဒီဆိုလာပန်နယ်တွေဟာ2040မှာလျှက်စစ်စွမ်းအင်20ဂဂါဝတ်အထိထုတ်လုပ်ပေးနိုင်မယ်လို့တည်ထွင်သူတွေကပြောပါတယ်။အဲဒီဆိုလာပန်နယ်တွေမှာ PSC ဆိုတဲ့ Perovskite Solar Cell ဤပညာကိုသုံးထားပါတယ်။ဒီ perovskite solar cell တွေထုတ်လို့ရမှာအသုံးပြုတဲ့အဓိကဒရက်ထုဖြစ်တဲ့ ion တင်းဟာဂျပန်မှာအရင်ပေါ်ပါလေ ဂျပန်ဟာချီလီပြီးရင်ကမ္ဘာမှာဒုတိယအကြီးဆုံးအိုင်ယွန်ဒိုင်းထုတ်လုပ်သူဖြစ်ပါတယ်။ PSC ကသမယိုကျစီလင်ကိုဆိုလာပန်နယ်တွေထက်အားသာချက်ရှိပါလေ။သမယိုကျစီလင်ကိုပွမ်းနယ်တွေဟာလေးလံပြီးကွေးမြှုပ်လို့မရပါဘူး။ PSC တွေဟာစွမ်းရည်မြင်မှပြီးကွေးမြှုပ်နိုင်ပါလေ။အလွန်ပေါက်ပါပါလေ။ဒီအတွက်ဘယ်လိုနေရာမှမဆိုလွဲကူစွာတက်ဆင်နိုင်ပါလေ။ဂျပန်ဟာ2050မှာကာဗွန်လုံးဝမထုတ်လွှင့်တဲ့နိုင်ငံဖြစ်အောင်ကြိုးစားနေပါလေ။အဲ့ဒီအတွက်တန်ရှင်းတဲ့နေရောင်ခြည်စွမ်းရည်ကိုပြေဝအသုံးချဖို့အတွက်တီထွင်နေတယ်လို့ဆိုပါလေ။ နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။အဆောက်အဦတွေတိဆောက်ပေးနိုင်တဲ့ drone ကိုပြတင်းပညာရှင်တွေတီထွင်နေပါတယ်။အလွန်မြင့်မားတဲ့မိုးမျောအဆောက်အုံတွေကိုလူသားတွေတိဆောက်ရတာဟာအလွန်ခက်ခဲပါတယ်။အခုတော့အဲ့ဒီပြဿနာကိုမိုးပေါ်ပြန်တန်းနိုင်တဲ့စေယုတ်တွေ drone တွေကဖြည့်ရှင်းပေးနိုင်တော့မှာဖြစ်ပါတယ်။ပြတဲ့ Empire College London နဲ့ Bristol တို့ကလိုမှသုတေသနပညာရှင်တွေကအဆောက်အုံတွေတိစောက်ပေးနိုင်တဲ့ drone ကိုတီထွင်လိုက်ပါတယ်။ area addition manufacturing am လို့ဒီနည်းပညာကိုအမည်ပေးထားပြီးလူတွေတက်ဖို့ခက်ခဲတဲ့အဆောက်အုံတွေကို drone လို့ပြန်တန်းနိုင်တဲ့စေုပ်တွေနဲ့တိစောက်မှာဖြစ်ပါတယ် 3D printing နည်းပညာအသုံးပြုပြီး drone တွေကပြန်တန်းစင်မှာအဆောက်အုံကိုတိစောက်နိုင်ပါတယ်ဆူဇလန်နိုင်ငံ EMPA draw hat မှာဒီနီးပညာကိုအစောပိုင်းစမ်းသပ်မှုတွေလုပ်ထားပြီးဖြစ်ပါတယ်။ဒီနီးပညာကအခြေခံအဆောက်အုံတွေသဘောဝဘီရဲ့အနေကြောင့်ပျက်စီးသွားတဲ့အဆောက်အုံတွေကိုပြုပြင်ရမှာလဲသုံးဝင်ပါတယ်။ ဒါအပြင်ဝေးလံခွန်ဖျားတဲ့ဒေသတွေမှာအဆောက်အုံတွေကိုလှည့်မြန်စွာတိစောက်ပေးနိုင်တယ်လို့ကြေညာပါတယ်။